Hello အားလုံးပဲမင်္ဂလာပါဖိုးမချင်းကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်ကျွန်တော်တို့ Champions League Quarter Final ပထမအကြိုတွေရှင်ပြိုင်ကစားကြမယ်ပေါ့နော်ဒီနေ့ညနှစ်ပွဲကစားမယ်ဒီထဲမှာတော့ Bayern နဲ့ Inter Milan အသင်းတို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ Bayern Munich ကတော့ပထမအကြိုဖြစ်တာအိမ်ဝင်းမှာလက်ခံကစားရမယ် Inter Milan ကဒီအဆင့်ကိုကျွန်တော်တို့ Netherlands ကလည်းတစ်ခုဖြစ်တဲ့ Feyenoord ကို round of 16မှာနှစ်ကြော်ပေါင်း၄ခုတကူးဆိုတဲ့ရလနဲ့နိုင်ပြီးတော့ဗောနော်ဒီအဆင့်ကိုရောက်လာတာ ဘိုင်မြူနီရဲ့ဘက်ကလည်း Ronaldo 60မှာဒါပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့တကယ်ကောင်းတဲ့ Leverkusen ကိုနှစ်ကျော်ပေါင်း9ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ကျွန်တော်တို့ဒီအဆင့်ကိုကျွန်တော်ရောက်လာတာနှစ်သင်းစလုံးကတော့တိုက်စစ်အရာတအားကောင်းတဲ့ဘိုင်ယန်မြူနစ်ရဲ့ defensive ဘိုင်ယာတအားကောင်းတဲ့ Inter Milan ရဲ့ကျွန်တော်တို့ဒါတွေးကြမယ်ပေါ့ဗျာနှစ်သင်းစလုံးမှာကိုစီအားပါချက်တီကျွန်တော်ရှိတယ်ပေါ့ဆိုတော့ဒီထဲမှာဘယ်အသင်းကပထမအကြိမ်မှာအနိုင်ယူသွားနိုင်မယ်ကျွန်တော်ထင်ကြတယ် ဆွေးနွေးကြပါအောင်ဆိုတော့ဒီနှစ်သင်းစလုံးရဲ့နောက်ဆုံးရသတင်းနေเนาะနောက်ဆုံးရ6ပွဲအခြေအနေတွေဒါလေးတွေကိုကျွန်တော်တို့တွေ့ကြည့်ရရင်ပထမဆုံးအနေနဲ့တော့နောက်ဆုံး6ပွဲအနေထားရကျွန်တော်တို့ကြည့်ရင်ဘိုင်ယန်မြူနစ်ကကျွန်တော်ဒါချန်ပီယံစ်လိနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်တော့သူတို့ဒါ4ပွဲထိနိုင်ထားတယ်တပွဲတည်းကြီးကြပြီးတော့တပွဲရှုံးနေထားတယ်ပေါ့နော်ဆက်အကြီးကောင်အဲရဲမွင်းနဲ့လေနောက်ဒီပြိုင်ပွဲစုံနောက်ဆုံး6ပွဲကိုကြည့်ရင်တော့ ဒါဘိုင်ယန်ဟာနောက်ဆုံး၄ပွဲနိုင်တပွဲတည်တပွဲရှုံးဆိုတော့ရလည်းပဲရထားတာဆိုတော့အင်တာမီလန်ရဲ့နောက်ဆုံး၆ပွဲချန်ပီယံစ်လိကိုကျွန်တော်ကြည့်ရင်တရီပွဲရှိမှထားဘူး၅ပွဲထိကိုနိုင်ထားပြီးတော့တပွဲရှုံးနေထားတယ်ပြိုင်ပွဲစုံနောက်ဆုံး၆ပွဲကိုကြည့်ရင်တော့အင်တာမီလန်ဟာ၄ပွဲနိုင်၂ပွဲတည်ကျထားတဲ့နေရာမှာ နောက်ဆုံး၂ပွဲဇက်တိုက်တည်ကျထားတယ်နိုင်ပွဲပျောက်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့နှစ်သင်းစလုံးရဲ့တည်င်းတွေကိုကျွန်တော်ကြည့်ရင်ဒါ injury ပြဿနာတွေဘာတွေကိုကြည့်ရင်တော့ အင်ရှင်ဖြစ်တဲ့ဘိုင်ယန်မြူနစ်ကတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်တော်ကိုတိုင်ပတ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မူစီယာလာဒီနေပွဲစဉ်မှာပါနိုင်မှုကျွန်တော်မရှိဘူး။ဟိုနီကပွဲမှာသူဂိုးသွင်းတယ်ဂိုးသွင်းပြီးတဲ့အခါကျတော့ injury hamstring injury ရသွားတယ်ဆိုတော့ကံမကောင်းရဲ့နှစ်ကျော်စလုံးတော်မှာလွဲဖို့အချိန်ကြီးများနေတာ။ဆိုတော့ကျွန်တော်တို့သာ Thomas Muller ကတေချာပေါက် number 10လို့နေရာမှာပြန်ပါဖို့ကျွန်တော်ရှိတယ်။မူစီယာလာမှာပါနိုင်တော့ဘူးဆိုတော့ဆိုတော့မူစီယာလာလိုပဲကျွန်တော်တို့က Alfonso Davies တို့ နောက်တန်းကအာကိုရတဲ့ဥပမခါနူတို့နော်ပြီးလို့ရှိရင်တောင်မန်ကကင်းစလီကူမန်တို့ဘုဒ္ဓမာဖြစ်တဲ့ဒါမနွေနိုဝါတို့၄ယောက်စလုံးကလည်းဒီပထမအကြော်ကိုကျွန်တော်လွဲချော်ကြမယ်ဆိုတော့ဘိုင်ယန်မြူးနီးရဲ့ first line နဲ့ကနေပြီးတော့အဓိက9ယောက်လောက်ထိကိုကျွန်တော်ဒါလွဲချော်မှာဖြစ်တယ်ဗောနော်ဆိုတော့အတိုက်စင်မှာ Harry Kane ရှိတယ်ဒါတော့မှ Harry Kane ကဟိုတနေ့ကပွဲမှာတောက်ကြနေကဗောနော်သူဘယ်လိုမလို့6ခုကဒါရေခဲကတ်ထားတဲ့အချီနီမျိုးတွေပါတွေပါကျွန်တော်တွေ့လေးရတယ် ဆိုတဲ့ခါကျတော့အချိန်ကြီးကတိတ်မကောင်းခြင်းဘူးဒါပေမဲ့လို့ဒီနေ့ပွဲစဉ်ကပါလာဖို့အတွက်အားလုံးမျှော်လင့်ထားကြတယ်ဒီလိုပဲအင်တာမီလန်ဘက်ကိုကျွန်တော်တို့ကြည့်တော့လေ injury ပြဿနာလေးတချို့ရှိနေတယ်အင်တာမကတော့ကျွန်တော်တို့ဒီတိုက်စစ်ပြတဲ့ Jeremy တို့ပြီးလို့ရှိရင်ကွင်းလယ်က Zelensky တို့နော်နောက်တန်းကဝင်းဘက်ပလေယာတွေဖြစ်တဲ့ Denzel Dumfries တို့လိုကစားမားတွေပါနိုင်ဖို့ကျွန်တော်မရှိသလိုအဆာလနီကလည်းတပွဲပယ်ခံမှာဖြစ်တယ်ဗောနော်အဆာလနီကတပွဲပယ်ခံမှာဖြစ်တယ်ဆိုတော့ ါအချိန်ကြီးကတော့အချိန်မပြေဘူးပေါ့လေဆိုတော့ဇီလင်စကီတို့မပါနိုင်တဲ့ကွင်းလင်မှာတော့ကျွန်တော်လက်ရှိဒီယာဒီမှာမျှော်လင့်ချက်တွေထားလို့ရတဲ့ကျွန်တော်ဒါဖာရတချီတို့ပါလို့ပါလာမလားကျွန်တော်ကြည့်ရမလဲကြည့်ရမယ်ပေါ့နော်နိုင်စီကတော့မာတီနက်စ်တို့ပါလို့ကျွန်တော်ရှိရပေါ့လေဖြစ်နိုင်ခြေပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘိုင်ယန်မှာဂိုးသမားနေရာမှာဆိုလို့ရှိရင်တော့ဒါအိုပေးကကျွန်တော်ကစားနေတယ်နောက်တက်မှာဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြေအများဆုံးကခိုးနှက်လိုက်မှာက right back ကိုကစားဖို့ရှိသပြီးတော့ ကင်နဲ့ပေါ့နော်ဒါကျွန်တော်ဒါ every time ရတို့ကဆန်နဘက် partnership ဖြစ်ထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်တော့ဘဲချမ်းမှာတော့ကျွန်တော်ဒါဒီ quarter တို့ပေါ့လေဒီညမှာ e2 တို့ပါလို့လဲဆန်နဘက်မှာထဲကောင်းထဲနိုင်တယ်ကျွန်တော်ကဗျာဒီဒိုင်ယာတို့ဘာတို့ကအလောက်ကြီးကြီးကောင်းနေလို့မထင်ဘူးဘောနော်တော်တော်လေးနှီးတဲ့နေမှာပါတယ်။ကွင်းလယ်မှာဆိုလို့ရှိရင်တော့ကင်မေ့ချ်နဲ့တွဲကစားဖို့အတွက်ဂျောင်းပယ်လင်ညာပါလာဖို့ရှိတယ်။၃ရောက်တဲ့နေရာမှာတော့ခုနကပြောတဲ့ဦးလီစီနဲ့စာနီးကတော့တေကြပေါက်ပွဲထွက်လာပြီးတော့နံပါတ်10မှာ မူလာကျွန်တော်ဖြစ်ဖို့များတယ်တိုက်စစ်ကတော့ Harry Kane ပေါ့ဗျာဒါဟာလက်ရှိဘိုင်ယန်မြူးနစ်မှာကျွန်တော်အကောင်းဆုံးလို့ပြောလို့ရတဲ့ injury ပြဿနာတွေကိုကျွန်တော်ဖယ်လိုက်ရင်တပတ်ကအင်တာမီလန်တွေ့လည်းဒီတိုင်းပဲဂိုးသမားနေရာမှာဆွန်မပါမယ်။နောက်တန်းဆန်တာဘက်၃ရောက်နေရာမှာဆိုလို့ရှိရင်တော့ SRB ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဂျာမန်ကစားမဖြစ်တဲ့ကျွန်တော်ဘီဆက်ရဲ့ဘာစတူနီရဲ့ပါဖို့ရှိတယ်။နောက်ဆိုတော့ဘာစတူနီကပြီးခဲ့တဲ့ပွဲမှာသူမပါခဲ့ဘူး။မပါခဲ့တော့ဘိုင်ယန်ဒီအင်တာနီနဲ့ဒီတေးရီတွေပါကြာသွားတာ။နောက်တန်းကတော်တော်ကိုရှမ်ပေဖြစ်ခဲ့တာ။ ။ဒါပေမဲ့ဒီပွဲမှာတို့တို့တူတူဘယ်လိုပြောမလို့ဆိုတော့ဒါပြန်ပြီးတော့ပါမယ်လို့ကျွန်တော်သိရတယ်ပေါ့နော်။ဒီနေရာမှာအဘယ်လိုပြောမလဲဒီဘာစတိုနီကဘယ်လိုပြောမလို့ဆိုတော့ကကျတော့ injury ပြဿနာလေးနည်းနည်းကြုံထားရတယ်ဆိုတော့တတိနေတွေ့နေရတာ။တိုးတိုးလေးပဲဒီပွဲတော့ဒါပါနိုင်လိမ့်မယ်ဆိုပြီးကျွန်တော်သိရတယ်။ဆိုတော့ပါဝင်းဘက်စ်နေရာမှာဆိုကျွန်တော်ဖက်ဒရီကိုဒီမာကိုတို့ပေါ့နော်။ဒါဒါမီယန်တို့ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကွင်းလယ်မှာတော့ခုနပြောတဲ့ဒါဖရက်တချီတို့ မီကီတာယန်တို့ပေါ့နော်ဒါချာကလန်နိုလူကတော့ပုံမှန်ပွဲကစားခွင့်ရမယ်၃ယောက်ပေါ့လေတိုက်စစ်ကတော့တူရန်နဲ့ဒါမာတီနက်စ်တို့ပေါ့ဒီညမှာကျွန်တော်ကတော့ပြောလို့ပဲဘိုင်ယန်မြူးနစ်ကတကယ်တမ်းသောမတ်စ်မူလာကအသက်အရွယ်ကြောင်းကျလာတာကလွဲရင်တိုက်စစ်ရတတော်ကိုကောင်းနေတဲ့မှာမူဆီယလာကိုသာထည့်လိုက်မယ်ဆိုရင်ဟယ်ရီကိန်းမူဆီယလာစာနေကျွန်တော်ကဦးလီစီဆိုတဲ့တိုက်တိုက်စစ်အတွေ့ကတတော်ကိုအန်ဒီရများတာဆိုတော့အဲ့လိုပဲအင်တာမီလန်ဘက်ကိုကျွန်တော်ကြည့်လိုက်ရင်ကိုသမဆွန်မာတို့နော် ် SRB တို့ Bastoni တို့ဆိုတာမျိုးကကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်တော်ကိုမားတဲ့ခံစစ်လို့ပြောလို့ရတယ် Inter ဟာဟိုတဦးကြီးနေနေမကဘူးဗောနော်အသင်းလိုက်ကိုက backline ကြီးတစ်ခုလုံးကတော်တော်ကိုမားတာဝင်းဘတ်တီကလည်းဒီမာဂူတို့ဗောနော်ကျွန်တော်ဒါဒါမီယန်တို့ဆိုတာတော်တော်လေးကောင်းနေတယ်မှာပါတာဒါမှ Dan Fries တို့ပါတော့ဒန်ရန်ရနေတာဆိုတော့နှစ်သင်းစလုံးကတော့ကိုစီအာသာဂျန်နေပေါ်လေခန်းစစ်အာသာတဲ့ Inter နဲ့တိုက်စစ် အာသာတဲ့ဘိုင်ယန်တို့ရှင်ပိုင်ကစားတဲ့နေရာမှာဘယ်အာသာချက်ကဘယ်လောက်ထိ နော်ဘယ်တစ်ဖက်သင်းရဲ့အားသာချက်ကိုဖြိုခွင်းနိုင်မလဲကျွန်တော်ကြည့်ရမှာပေါ့အဲအချင်းဒီရကျွန်တော်ကတော့ဗျာဘယ်လိုပြောမလဲဘိုင်ယန်မြူးနစ်အတွက်တော့ပေါ့နော်ရွေးချယ်စရာမရှိဘူးမျောလင်းချက်ဒီဘယ်လိုမျိုးလုံးဒီအလွန်ဆုံးထားပြီးတော့ဒီပွဲမှာမဖြစ်မနေစလို့နိုင်မှုချိုးမန်းမှာအင်တာကွင်းမှာနိုင်ဖို့ကမလွယ်ပါဘူးအင်တာမီလန်ကွင်းမှာနိုင်ဖို့ကမလွယ်ဘူးဆိုတော့အင်တာလိုအသင်းမျိုးကအရင်ကတည်းကမှခံစစ်ချစ်လက်တဲ့အသင်းပြအဲ့တဲကဒါသူတို့ကွင်းမှာသွားပြီးတော့ကစားဖို့ပြီးတော့နိုင်ဖို့ဆိုတာတော်တော်ကိုဖြစ်နိုင်ကြီးနေတာဆိုတော့မူစီယာလာပါတီဖြစ်စီမပါတီဖြစ်စီ နောက်တန်းကဘောနော်တချို့ကစားမတွေပါသည်ဖြစ်စီမပါသည်ဖြစ်စီဘိုင်းယန်ဟာအိမ်ဝင်းတော့နိုင်ထားမှတော်ကကြမယ်။နောက်နောက်တစ်ခုကဟိုအင်တာကိုကျွန်တော်အမှန်ပြောရင်အိမ်ဝင်းအဝေးဝင်းကိုတိတ်မယုံဘူး။သိလား။အထူးသဖြင့်တော့ကျွန်တော်တို့ဒီပေါ်တူဂီတို့ဘာလို့သွားကစားတဲ့ပွဲတွေလဲကျွန်တော်တို့ကြည့်လိုက်ရင်အဲ့လိုပဲဟိုဝမ်စီနဲ့ကတ်နိုင်ခဲ့တာတို့တည်ရင်နဲ့ပြီးဆုံးသွားတာတို့သိတယ်မလား။ကျွန်တော်မျိုလင်းနဲ့အတိုင်းအတာတစ်ခုဒီအင်တာမလုပ်ပြနိုင်ဘူး။နောက်တစ်ခုက အင်တာရဲ့တိုက်စစ်ကဘယ်လိုပြောမလဲဂိုးအများကြီးသွင်းနေတယ်မှာမပါဘူးအင်တာဟာနိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ပြီးဆိုလို့ရှိရင်2-0တို့ဘာလို့ဆိုတော့ကအလွန်ဆုံးလို့ရအောင်ကျွန်တော်ပြောရမယ်ခန်စစ်ကဂိုးပေးချင်မှပေးရလိမ့်မယ်ဒါပေမဲ့တိုက်စစ်ကတော့အလွန်ဆုံး2ဂိုးသွင်းဖို့ကိုတော့မှကျွန်တော်တို့ဒါတော်တော်ရှားတဲ့အခြေအနေမျိုးတွေအန်တာမူတွေပေါ့ဆိုတော့ဒါကြောင့်ဗောနောအင်တာကသာအနိုင်ပွဲရခဲ့မယ်ဆိုလို့ရှိရင်ပေးကိုရာကိုနှစ်သင်းပေါင်းတော်တော်ကိုနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်1-0နဲ့ပြီးသွားတာမျိုးပေါ့ဒါပေမဲ့ဘိုင်ယန်မြူးနစ်ကလည်းဂိုးတွေသွင်းနိုင်မယ်ဆိုရင်တော့ ျွန်တော်ထင်တယ်2-1လောက်နဲ့ဘိုင်ယန်ဘက်ကပထမအကြုံမှနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အင်ရှင်ဘိုင်ယန်မြူးနစ်ရဲ့ဘက်ကတော်တော်ကိုအခြေအနေကောင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါဟိုဘိုင်ယန်ဘက်ကလည်းပေါ့နော်ဒီအခြေအနေဒီလီဗာကူဇီနိုဘားတို့ကိုကြော်လာတာဆိုတော့မလွယ်ပါဘူးသူတို့ဖြတ်တန်းနေတယ်မှာဒါပေမဲ့လို့သူတို့နိုင်အောင်တော့သူတို့ဆွမ်းဆောင်ပြနိုင်မှာကျွန်တော်ရမယ်ဆိုတော့ဆီမူနီအင်ဇာဂီကိုရန်ကလည်းပြောထားတယ်မူစီယာလာကိုရှုံဒီဆုံးရှုံးထားရတာကတော့ဘိုင်ယန်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုပေါ့လေတော်တော်လေးပဲ ပြန်အစားထိုးနိုင်တဲ့ကနာဘရီတို့ပါလို့ရှိနေတာတောမက်စ်မူလာတို့ရှိနေတာကိုကျွန်တော်ကြည့်ရင်ဘိုင်ယန်ဟာဘလောက်လူစင်တွေကိုပိုင်ဆိုင်ထားလဲဆိုတော့တွေ့နေတယ်ဆိုတော့ပြောထားတာတွေကိုကျွန်တော်ရှိတယ်တိုးတော်လည်းပဲအင်တာရဲ့ခံစစ်ကဘိုင်ယန်တိုက်စစ်ကိုကောင်းကောင်းတုတ်ခပေးနိုင်လိမ့်မယ်ဘိုင်ယန်တိုက်စစ်ရုံးကန်ရနိုင်တဲ့အခြေအနေမျိုးတွေဖန်တီးနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ညီကလေးတွေရောဒီပွဲမှာပထမအကြော်လည်းဖြစ်တယ်ဆိုတော့ဘိုင်ယန်မြူနစ်ကအိမ်ဝင်မှာအနိုင်ယူနိုင်လိမ့်မယ်လို့ညီကလေးတို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများရှိတယ်ပါတယ်